ဂျပန်ကျောင်းသားတွေလို့ဖတ်သမျှစာတွေကိုမှတ်မိအောင်ဘယ်လိုလုပ်ရမလဲဂျပန်ကျောင်းသားတော်တော်များများဟာငယ်စဉ်ကတည်းကစာစင်ကျောင်းတွေမှာလေ့ကျင့်ပေးခဲ့တဲ့အဆင့်မြင့်နည်းစနစ်တွေကြောင့်ဖတ်ထားသမျှစာတွေအားလုံးကိုအချိန်ကြာကြီးမှတ်ထားနိုင်စွာရှိကြပါလိမ့်ဒါဟာဂျပန်လူမျိုးတွေပဲကျင့်သုံးလို့ရတဲ့နည်းစနစ်တော့မဟုတ်ပါဘူးတခြားလေ့လာပြီးတော့အချိန်ပေးလေ့ကျင့်မယ်ဆိုရင်တော့တခြားနိုင်ငံကကျောင်းသားတွေလည်းပါဝင်သင်ယူလို့ရပါတယ်ဒီနေ့မှာတော့နေလေး channel ကပေးသက်ကြီးတို့အတွက်ဂျပန်ကျောင်းသားတွေရဲ့စာဖတ်နည်းစနစ်တွေအကြောင်းကိုမျှဝေပေးတော့မှာဖြစ်ပါတယ်အစင်းသဖြစ်တယ်ဆိုရင်တော့စလိုက်ကြရအောင်ပါ ဂျပန်ကျောင်းသားတွေဟာခန်းကြီးအလုံးကြီးနှစ်ထောင်ကိုတသက်လုံးမှတ်မိကြပေမဲ့တခြားနိုင်ငံကကျောင်းသားတွေကတော့ရေရှည်မှန်ချက်မှာသူတို့လောက်မကောင်းတာကိုလေ့လာတွေ့ရှိရပါတယ်။စာမေးပွဲနီးလာပြီဆိုရင်တော့အဓိကအချက်တွေကို highlight လုပ်တာတပွဲတို့စာချက်တာတွေကရေတိုမှတ်ဉာဏ်အတွက်အဆင်ပြေပေမဲ့ရေရှည်မှတ်ဉာဏ်အတွက်တော့အထောက်အကူမပြုပါဘူး။ဒါကိုသိတဲ့ဂျပန်နိုင်ငံမှာကျောင်းသားတွေကိုရိုးရာလေ့ကျင့်ရေးနီးစနစ်တွေနဲ့သိချသိပေးပါတယ်။အခုပြောပြမယ့်နီးစနစ်၅မျိုးကိုသင်သိသွားပြီဆိုရင်တော့စာကိုအရင်ကထက်စမှတ်ချက်ချဖတ်နိုင်တော့ပါလိမ့်မယ်။နံပါတ်1အနေနဲ့ကတော့စာမူရင်းလေ့ကျင့်နည်းဖြစ်တဲ့ ဖတ်ထားသမျှကိုခဏခဏပြန်တွေ့တဲ့နီလန်ပါဒီနီလန်ကိုအတိတ်ရီကောလို့လည်းခေါ်ပါတယ်ကျောင်းသားတော်တော်များများဟာစာဖတ်တာကွန်ပျူတာကနေပြီးတော့အချက်လက်တွေရှာကြည့်တာကိုလုပ်ပြီးတော့ကောင်းနေကိုထည့်ပါတယ်ဒါပေမဲ့ဟိုနာဒီနာထသွားတာစာနာတောက်တာတွေလုံလိုက်ရင်မှတ်ထားသမျှကပျောက်ကွယ်သွားတတ်ပါတယ်ဒီအတွက်ဖတ်ထားသမျှကိုခဏခဏပြန်စင်းစားတတ်တဲ့အလေ့ကျင့်ကိုလုပ်ပေးရပါမယ်ရာအရာဝင်ကနေဖတ်ထားသမျှကိုပြန်စင်းစားပြီးတော့ချရေးတာကအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။နံပါတ်1ကတော့ခူမန်ဆိုတဲ့ဂျပန်ရိုးရာနေစနစ်ဖြစ်ပါတယ်။ ဒီနီလာဟာဆိုရင်တော့သတင်းအချက်အလက်တွေအများကြီးကိုကောင်းတဲ့စုပြုံထည့်တာထက်အချက်အလက်နည်းနည်းစီဆွဲထုတ်ပြီးတော့တနေ့နည်းနည်းနှုံးနဲ့မှတ်သားတာဖြစ်ပါလေလေးလာချက်အရာအချက်အလက်တွေကိုတနေ့နည်းနည်းစီမှတ်တာကအများကြီးမှတ်တာထက်ရေရှည်မှာပို့ပြီးတော့မှတ်မိတာကိုတွေ့ရပါလေနံပါတ်3ကတော့ဂါဒန်နဲ့မှတ်သက်ဆိုတဲ့မှန်ညာကိုပြန်ဆွဲထုတ်တဲ့အခါအပင်ဆိုင်တယ်လို့ပုံစံမျိုးနဲ့လေ့ကျင့်တဲ့နည်းဖြစ်ပါလေအပင်ဆိုင်တဲ့အခါမှာရေလောင်းပြီးတော့ကိုယ့်ရဲ့အပင်ဘလောက်ထိကြီးနေပြီလဲဆိုတာပြန်ကြည့်တယ်လို့ပဲဖတ်ထားတဲ့စာတွေကိုလည်းတရက်ကြာတဲ့အခါမှာတစ်ချိန်နှစ်ရက်ကြာတစ်ပတ်ကြာ အလှကြတဲ့အခါမှာတစ်ချိန်လုံးနဲ့ပြန်လည်စဉ်းစားရပါမယ်။ဒါလို့ဒီလိုပဲတစ်ခါစဉ်းစားတိုင်းမှတ်ဉဏ်ကတစ်ချိန်ပိုထက်လာမှာဖြစ်ပါရည်။နံပါတ်၄ကတော့ခိုင်ဆန်လို့ခေါ်တဲ့နေ့စနစ်ဖြစ်ပါရည်။ဒီအဆင့်မှာတော့ဇွဲလုံးလာရှိဖို့အရေးကြီးပါရည်။တနေ့ကို6မိနစ်စာကြည့်၊2မိနစ်ကိုစဉ်းစား၊နောက်ထပ်2မိနစ်ကိုနည်းနည်းစီမှတ်ပြီးရင်နောက်ထပ်2မိနစ်ကိုအာရုံစိုက်လေ့လာရပါမယ်။နံပါတ်၅မှာတော့စူးလို့ခေါ်တဲ့အာရုံစိုက်တဲ့နည်းလမ်းတစ်ခုကိုပြောထားပါရည်။ ဒီမှာကတော့စိတ်ပိုင်းဆိုင်ရာဝိညာဉ်ကတည်ငြိမ်မှုရှိဖို့လိုပါတယ်။စိတ်ရှုပ်ထွေးစေတဲ့ဖုံးနဲ့တခြားအရာတွေစီကနေပြီးတော့ခဝဲဝဲမှနေပြီးတော့အခန်းတစ်ခန်းမှာမီးအလင်းအောင်နည်းနည်းနဲ့တစ်စိစွာအာယုံစိုက်ပြီးတော့စာတွေကိုမှတ်သင်ပါတယ်။ဒီနည်းလမ်းတွေကိုသုံးပြီးတော့အချိန်ပေးကာအလေးချိန်ရအောင်ပြုလုပ်ပေးမယ်ဆိုရင်တော့အရင်ကတည်းကစာဖတ်အားလဲကောင်းလာပြီးတော့မှတ်ဉာဏ်က30ရာခိုင်နှုန်းလောက်တိုးလာမယ်ဆိုတာအားမခံပါတယ်။ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးတော်ဆုံးတရားဖြစ်တော့မယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးသွားခဲ့လို့ရပါတယ်။ အားလုံးပဲပညာပြည့်ဝနှလုံးလာတဲ့ចောင်းသားလူငယ်များဖြစ်နိုင်ကြပါစေ။